နေလည်းမတည်ရညလည်းမတည်ရနေရောက်လို့ရောင်းမှလည်းမတည်ရဘူးဗျတလေးဆန်တကောင်ဟိုဟိုရိုက်နှက်တာတော့မှအဲ့လောက်ကြီးရိုက်နှက်တယ်ရိုက်နှက်တာမျိုးမမြင်ဘူးပဲဟိုဗျအမျိုးသမီးကိုလည်းအာမင်းအမျိုးသမီးကိုဘာလုပ်မယ်ညာလုပ်မယ်ပေါ့ဟိုအခန်းထဲခေါ်ပြီးမှမတင်ကျင်ပါရောဘာရောအဲ့လိုမျိုးဒီအရာတွေကဘယ်လိုမှမင်းညင်းလည်းမရဘူးပေါ့ဟုတ်လေအချခံရမှာပဲမဟုတ်လေအချခံရမှာပဲ220နဲ့မှ3နှစ်ထိထိတိတိ အကြခံလိုက်ရတယ်။အာသူတို့လည်းပြောတယ်ကျွန်တော်ရှေ့တင်ပဲတရားသူကြည့်အနေနဲ့ပြောတယ်။နင်တို့ကလည်းဖြစ်သမျှမှုပေါ့ဒီချောင်းမြုံများမှာရှိသမျှအမှုတွေအကုန်လုံးကျွန်တော်တယောက်တည်းကိုဆွဲတယ်ပေါ့ဆွဲနေရပေါ့။ဟိုမရရအောင်လည်းအမှုတွေဖွဲပြီးမှဒီကလေးကိုအသေးအောင်တတ်နေရပေါ့။ ျွန်တော်ဈေးထဲမှာဖန်ခံလိုက်ရတာကျွန်တော်ကအရင်ကကြည့်ကြည့်နေတာဟို UG စောကြောင့်ဒီကောင်းလေးရလှူဆမ်းမှုကိုနောက်ကိုကနေကကြည့်ဆရာဆိုအားလုံးကတော့ရောက်လာပြီပေါ့ဒီကရောက်လာပြီဆိုတော့ခွေးကကွာလို့ခွေးတွေကလည်းတခါရဲ့ဝုန်းဝုန်းဆိုဆင်းချလာဆိုတော့တနတ်တွေနဲ့သူတို့နေရာပြင်နေရာပြင်တော့ဟောအရင်လိုပဲဒီကောင်းလေးဈေးလာဝယ်တာနေမှာပါပေါ့ဟိုကျွန်တော်အနေနဲ့ကလည်းဒီဈေးလာဝယ်တဲ့ကားကိုကားလေးကိုလက်ပြပုံထုချင်းလို့မလို့တေချာစောင့်ကြည့်ညာဒါဈေးလာဝယ်တဲ့ကားပေါ့ ဘာမှဖြစ်ပါဘူးကွာကိုကအေးစစ်စစ်လေးနေလိုက်မယ်ဟာဆိုပြီးတော့မှမသိကြအောင်လေးဆောင်ပြီးတော့မှကိုတူကိုပြည်သူတယောက်လိုမျိုးနေနေတဲ့အချိန်ကသူကဆွဲကုန်သွားတာပြီဝင်းမဖန်းခင်ကိုသူတို့ကဈေးကိုပတ်ထားတာပတ်ဝိုင်းထားတာသူတို့စစ်တပ်ရောရဲတွေရောအကုန်လုံးပတ်ဝိုင်းထားပြီးမှကျွန်တော်ဝင်ဖမ်းတာဗျအဖမ်းခံရတဲ့ရက်က2024လေးလပိုင်း10ရက်နေ့ဗျအဝါစင်နာယူဝင်းကျင်ဗျမြို့မဈေးချောင်းမြို့မဈေးရေမြောက်ဖက်ဈေးရနေပြီးတော့မှကျွန်တော် နာက60ကိုခေါ်သွားတယ်ဗျာနာက60ကိုခေါ်သွားတဲ့အချိန်မှာလက်ထိတ်ခတ်ထားတယ်6တောက်ဒီကျိုးနဲ့တုပ်ထားတယ်တုပ်ထားပြန်မှာမျက်နှာကိုပါဝါစီးထားတယ်ဗျာစီးထားပြန်မှာနာက60ရောက်တဲ့အချိန်မှာကားပေါ်ကနေပြန်မှာစောင့်ကမ်းပြန်ဆင်းခိုင်းနေတယ်အဲစောင့်ကမ်းပြန်မှာကန်ချလိုက်တဲ့အချိန်မှာကိုကပြစ်လဲကြသွားပြန်မှာလွင့်သွားပြန်ဗျာလွင့်သွားပြန်မှာအဲ့မှာဘာမှမပြောဘူးနဲ့ရောင်မပြီးရမလားမင်းမိုးညုံမလားဆိုပြန်မှာရိုက်နှက်တယ်ဗျာကလေးရောမျိုးသမီးရောကျွန်တော်ရောပေါ့၃ယောက်လုံးဖမ်းသွားတာဗျာ ဟိုဘလို့မဟုတ်ပြောလို့မရအောင်မဟုတ်ပါဘူးဆိုလည်းညင်းလို့မရအောင်ဟိုမဟုတ်လည်းရိုက်ဟုတ်လည်းရိုက်အဲ့လိုမျိုးရိုက်နှက်နေနေလည်းမတိရညလည်းမတိရနေရောက်လို့ရောင်းမှလည်းမတိရဘူးဗျဟိုလုံးလုံးအမောင်းကန်းကြီးအမောင်းချတာပြောရမယ်ဆိုလို့ရှင်တော့ငရေကန်းပါပဲအဲ့နေရာလုံးဝငရေကန်းပါပဲငရေကန်းမှာရောက်နေသလိုပဲဟိုခွေးရိုက်နွားရိုက်ရိုက်တယ်ဟုတ်ဆရာ ။ဘိုးကြီးလည်းပါတယ်တက်ကြကြီးလည်းပါတယ်အစုံမရသူတို့ကအစုံလောက်တာအစုံရိုက်တာကျွန်တော်ကကျတော့ဒီဖုံးရရနေပြီးတော့မှပုံတွေရောအကုန်တွေ့သွားတယ်နောက်ပြတော့ကျွန်တော်ဟိုဒီဖမ်းဖို့အတွက်တနှစ်ခွဲတိတိလဲလိုက်နေရပေါ့လိုက်နေတဲ့အတွင်းမှာကျွန်တော်မိသွားတော့ကျတော့ဒီခလာရ73အဟာရီရောဟိုပွင့်60ရာဟာရီရောဒီဘက်ရှဲတွေရောပေါ့ဒီ6မျိုးနယ်တွေရဲ့စခန်းမှုတွေရော အဆုံးပါပဲအဆုံးပါပဲဝါစီယာလည်းပါတယ်အဲ့လိုမျိုးဝါစီယာရောအဲ့လိုဆက်တကဟာကြီးလည်းပါတယ်ဗျဆာယာဖာလင်ဟိုက၈ယောက်လောက်ရှိတယ်ဆာယာဖာ၈ယောက်နဲ့ဘေးမှပပတ်လေရဟိုနာက60ဆိုတော့စစ်သားရရှိရဲ့ဗျအဲစစ်သားတွေရောဝင်ရိုက်တာစစ်သားတွေရောဆာယာဖာတွေရောဝင်ပေါင်းရိုက်တာအဲအားတွေမကဘူးအခုသူတို့အုတ်ချုပ်ရည်မှုတွေပေါ့ချောင်းမျိုးကအုတ်ချုပ်ရည်မှုတော်တော်များများလေးလာတယ်ရိုက်တယ်ဗျ တနတ်သုံးနေခြီသုံးနေဘာပြောကျင်ဆက်အကျင်ဆက်ဆိုတော့ဟိုဘော့ short တိုက်တာဗောနော် short တိုက်တယ်ဘာပြောတော့စတီကျိုးဗောစတီကျိုးဟိုကျက်ပြီးတော့မှရိုက်တယ်ဘာပြောတော့ဝမာချင်းနဲ့အခုညိုတကြီးကိုသူတို့ခြေထောက်နဲ့တက်ပြီးတော့မှလိုခန္ဓာကိုယ်လုံးနဲ့ခြေထောက်နဲ့တက်ကျိပြီးတော့မှဖိတယ်ဓာတ်နဲ့အခုညိုတကြီးထုတ်ကိုခုတ်တယ် ဟိုနောက်ပြီးတော့တထုပေါ့အလုံးအလုံးအလုံးပဲကျွန်တော်အနေနဲ့မပြောတတ်လို့မလို့အဲလိုမျိုးဟိုလူတရက်ခွဲလောက်ရှိတယ်ဗျအဲလိုဟာမျိုးနှလုံးနဲ့လည်းနောက်ကနေရိုက်တယ်အုတ်ခဲကျိုးနဲ့ထုတယ်နောက်ပြတော့တန်ကျိုးနဲ့ရိုက်တယ်ချောလုံးကြီးတွေနဲ့ထောက်တယ်ကျိုးပဲခြီထားတာကျိုးခြီထားဆိုလက်နဲ့ခြေထောက်နဲ့ကျိုးခြီထားရဗျကျိုးခြီပြီးမှပါဇက်ထဲကိုတနက်ပြောင်းထည့်တယ်တနက်သူတို့တနက်အရှိပြောင်းထည့်ပြီးတော့မှပါဇက်ထဲကိုလှည့်တယ်နောက်ပြတော့ ကျွန်တော်ကယူကြည်ပုတ်တိအတွက်စာနိုင်မမပေါ့တက်နက်ကိုသုံးတယ်သုံးတဲ့အတွက်ဒီနိုင်မမကြီးကိုကျွန်တော်ပါဇက်ထဲကတ်ခိုင်းတော့မှမွားထုတ်တော့မှအပေါ်နေရိုက်တယ်အပေါ်နေရိုက်တယ်နောက်ကြဟိုပါးတွေရောဝိုင်းဖက်နဲ့တွေနဲ့ကိုင်းအကန်တာပေါ့ဗျာတခါလေးလက်သီးနဲ့ထိုးတယ်ပေါ့ရဲရဲဆက်ဆက်ကိုရိုက်နှက်တာပါဟုတ်ကဲ့တခါမှလည်းကြုံလဲမကြုံဘူးလို့မြင်လဲမမြင်ဘူးဘူးတလိမ့်ဆန်တကောင်ကိုဟိုရိုက်နှက်တာတော့မှအဲ့လောက်ကြီးရိုက်နှက်တယ်ရိုက်နှက်တာမျိုးမမြင်ဘူးခဲ့ဘူးဗျာ ဒါပေမဲ့ကျွန်တော်လက်တွေ့ကျင်းရတဲ့အချိန်မှာရရဆက်ဆက်ကိုကြောက်လဲကြောက်သွားတာပေါ့ကြောက်လဲကြောက်တယ်လန်လဲလန့်သွားတယ်ဒါပေမဲ့ကိုယ်အနေနဲ့ကလည်းတင်းနန်းနေတက်ထားတဲ့အတွက်ဒီကြောက်ပေမဲ့လည်းအတန်နိုင်ဆုံးကိုယ်အဖွဲစီတွေဒေါ်လာကြီးအဖွဲစီတွေအတွက်ဟိုအန်ဒရီမရောက်အောင်လို့မတော့အန်ဒရီမကြောက်အောင်လုံလောက်လုံလုံပေးခဲ့တယ်ဗျလုံတဲ့တလောက်ပေါ့ဗျာဟို တခါတလေကံကောင်းတဲ့နေ့ဆိုလို့ရှိရင်ကျွန်တော်အနေနဲ့စောစောစစ်စစ်အေးရတဲ့အချိန်ဆိုလို့ရှိရင်7နှစ်ပေါ့ည7နှစ်လောက်မှာစောစောစစ်စစ်အေးရကံဆိုးတဲ့အချိန်ဆိုလို့ရှိရင်3နာရီခွဲ6နာရီမှာကျွန်တော်တိတ်တယ်တိတ်ပြီးတော့မနက်ကြီးဆိုလို့ရှိရင်9နာရီ7နာရီခွဲ9နာရီဆိုလို့ရှိရင်ပြန်ထုတ်ပြီးတော့ပြန်ရိုက်တယ်အဲ့လိုမျိုး20ရက်လောက်လောက်ဆက်နေရတယ်ဗျာ ိုင်း21ရက်ထရမှာ2ရက်တော့နှောက်အောင်ပါပေါ့ဒီ2ရက်ကလည်းကျွန်တော်အကျော်လေးသူတို့ရိုက်နှက်ထားတဲ့တန်ကြောင့်ကျွန်တော်အကျော်ဆွဲနေတဲ့အချိန်ကိုလုံးဝဘလုံးမအဆင်မပြေတော့တဲ့အတွက်2ရက်ကိုစေးထိုးပြီးတယ်စေးထိုးပြီးတော့မှဟိုတက်တောင်လုပ်ပြီးတယ်တက်တောင်စေးထိုးပြီးပြီးအဲ2ရက်မြောက်တဲ့နေ့မှာကျွန်တော်နည်းနည်းလေးလက်တက်တာလာရောထိုက်ရိုက်နှက်တယ်ဗျ ဟုတ် PDF ကိစ္စတွေပေါ့အဓိကကတော့ဒေါ်လာရင်းနဲ့ပတ်သက်တဲ့ PDF ကိစ္စတွေကိုမေးတယ်နောက်ပြတော့စကန်အနေထားတွေစကန်ဘယ်နာမှာရှိလဲဆိုတဲ့ဟာတွေမေးတယ်နောက်ပြတော့ဒီဘသူတွေကထောက်ပံ့လဲပေါ့ထောက်ပံ့တဲ့သူတွေကိုမေးတယ်အဲ့အရာတွေကိုမေးတယ်ဗျနောက်ပြတော့သူတို့မျိုးရင်းစည်းကိုဝင်လာတာဘယ်လိုဝင်လာလဲပေါ့ဘယ်အနေဘယ်လမ်းအနေဝင်လာလဲဒီအရာတွေကိုလည်းမေးတယ်ဗျ အဲ့ဒီတော့ဆိုတော်တော်ဆိုးရယ်ဟိုကိုယ်နေနေအားငါတီတော့မှငါဘာဆက်လို့ရမလဲပေါ့ဘာဘလို့လို့ရင်ကောင်းမလဲအဲ့လိုမျိုးစဉ်းစားရယ်စဉ်းစားပြောကိုလွတ်မဲ့လူချောင်းကိုစဉ်းစားရယ်သူတို့ကစကန်ကိုလိုက်ဖို့တဲ့မင်းစကန်ကဘယ်ဘက်မှာလဲပါလဲပေါ့မင်းစကန်ကဘယ်ဘက်မှာလဲပါလဲဟာကျွန်တော်ကအဲ့လိုမျိုးတော့မပြောတတ်ဘူးလို့ခင်ဗျားကိုလိုက်ချင်ရင်လိုက်ခဲ့လို့ကျွန်တော်ကိုယ်တိုင်လိုက်ပို့ပေးမယ်လို့အဲ့လိုမျိုးထီသူတို့မြားခေါ်မယ်ဆိုရဲရည်ရွယ်ချက်နဲ့ပေါ့ ဟိုကိုခေါ်လို့သူတို့ပါလာမယ်ဆိုလို့ရှင် ကိုကိုတိုင်လည်းဒီမိုင်းခင်းထားတဲ့တပ်ကွင်းတွေကိုကိုတိနေတဲ့အတွက်ကြောင့်ဒီမိုင်းခင်းတဲ့တပ်ကွင်းတွေကိုပဲကျွန်တော်လိုက်ပို့ဖို့ရအတွက်ကျွန်တော်ဆုံးဖြတ်ထားဟိုတယောက်နဲ့အများနဲ့လဲမယ်ဆိုတဲ့ခံစားချက်ပေါ့ဗျာ10ရက်လောက်တော့ကြာတော့မယ်10ရက်ဟိုတစ်ပတ်နှစ်ပတ်ပေါ့အဲ့လောက်တော့ကြာမယ်ဗျသူတို့ရိုက်နှက်တော့အမျိုးသမီးကဟို တားဖြစ်သူကလည်းငငယ်ပဲရှိကြအတွင်းတို့တားနုဆိုကြတော့အမျိုးသမီးကသွေးလန့်ပြီးတော့မှအဲ neutral ပိတ်တာကြီးပါဖြစ်သွားတယ်အဲနောက်မှသူတို့ဒီအမျိုးသမီး neutral ပိတ်တာဖြစ်သွားတော့စေယုံတင်ရပြီးတော့မှသူ့ကိုပြန်လှုပ်ပေးလိုက်တယ်အဲမဲ့တခါတလေတော့ကျွန်တော်ခေါ်ခေါ်အဲဒီအမျိုးသမီးကိုခေါ်ပြီးတော့မှဟိုကျွန်တော်ရိုက်တဲ့ဟာတွေပါတယ်သူ့ရှေ့တင်ပြရပြသူ့ရှေ့ကိုမလို့ရိုက်တယ်ညာလို့ရိုက်တယ်ပြရပြပြီးတော့အမျိုးသမီးကိုလည်းအာမဲအမျိုးသမီးကိုဘာလုံးမယ်ညာလုံးမယ်ပေါ့ ဟိုအခန်းထဲခေါ်ပြီးတော့မတိန်ကျင်မာရီရောပါရောအဲ့လိုမျိုးမိုင်းမရိုင်းရိုင်းမာလေးထဲကိုမရိုင်းပါတယ်ကျွန်တော်လည်းပြောရမှာရှက်တယ်ဟိုပိုသားပါလာဆိုတော့ကျတော့ပါစီလုံးဟိုဟာနာက60မှာချုပ်ထားတာဒါပေမဲ့ကျွန်တော်ကိုချုပ်တဲ့နေရာနဲ့သူတို့ထားထားတဲ့နေရာနဲ့မတူဘူးလေနေရာချင်းတော့ကွဲတယ်ကျွန်တော်ကိုကျတော့ဒီတိုက်အခန်းတေးလေးထဲမှာပိတ်ထားတာပြဟိုကျွန်တော်ဖုံးမိသွားခဲ့တယ်ဖုံးမိသွားတဲ့အချိန်မှာသူတို့ကဖြတ်ထားတာတော့ဖုံးထဲမှာကျွန်တော်အကုန်လုံးဖြတ်ထားတယ် ဖြတ်ထားပေမဲ့သူတို့ဒီဖြတ်ထားတဲ့အရာတွေကိုသူကွန်ပျူတာနဲ့လမ်းတူပြန်ပေါ်တာဗျပြန်ပေါ်တော့ပေါ်ကုန်တယ်ပေါ်ကုန်တော့အခုကျွန်တော်တို့လူတန်းထားရဲ့ဟိုပတ်စံ9000လူတန်းထားရဲ့အမကြီးအဲ့အမကြီးမိသွားတယ်ဗျကျွန်တော်လည်းပတ်သက်ပြီးတော့အဲ့အမကြီးတယောက်ရဲ့ဟိုကျွန်တော်တို့အဖွဲတရားထောက်ဖို့တယောက်ရဲ့ပေါ့နှစ်ယောက်မိသွားတယ်ဗျနှစ်ယောက်မိသွားတဲ့အချိန်မှာရိုက်တယ်နှက်တယ်ရိုက်တယ်နှက်တယ်ကို့အနေနဲ့ကတော့သူတို့ပါလို့လည်းမပြောမပါဘူးလို့လည်းမပြောပါအတက်နိုင်ဆုံးတော့ကာကွယ်ပေးခဲ့တယ် အဝယ်ပြီးခဲ့တယ်ဒါပေမဲ့သူတို့စီကနေမှပြိုင်လို့မှသတင်းတွေပေါက်ကုန်နေဗျအဲ့ချိန်တော့ဆိုဘသူ့ကိုစိတ်တူလို့စိတ်တူအောင်လည်းမသိဘူးကိုကိုတိုင်လည်းစောက်သုံးမကြဘူးလို့ပြောအောင်ပါပေါ့ဒီကိုဖုန်းကိုဒီလိုမျိုးရိုက်ခွဲမပစ်ခဲ့တာတွေဟိုပေါ့ပေါ့ဆာဆာနဲ့ကိုနဲ့အနီးကပ်ထားခဲ့တာတွေဒီຢာရဲ့အတွက်ကိုကိုကိုလည်းဟိုစိတ်မလုံဘူးပေါ့ဗျာ โอเคလာပါတရက်နေ့မှာကျွန်တော်ရဲချုပ်ကိုပြောင်းခွေရတာဟုတ်တယ်ဗျမြို့မရဲစခန်းပါဗျအကောင်လုံးစုစုပေါင်း18မှုအချခံရတာမမီးစောပြောပြလို့ရဲဆိုပထမဦးဆုံးကဟိုထောက်ဖို့မှုထောက်ဖို့မှုဆိုကျွန်တော်ဟိုအလူခံတယ်ဗျအလူခံတယ်အလူခံပြီးတော့မှဟိုအဖွဲအတွက်လူလာမျိုးပါမျိုးပေါ့အဲ့အမျိုးပြန်ပြီးတော့မှကျွန်တော်လက်ခံတယ်လက်ခံပြီးမှအဖွဲကိုပြန်ဖို့တယ်အဲ့အမှုလဲပါတယ်နောက်ပြီးတော့ဒီလူစုမှုပေါ့ ရဲဘော်တွေဟိုတင်တန်းတက်ချင်တဲ့ရဲဘော်တွေကိုစုတဲ့အမှုအဲအမှုတွေနောက်ထပ်လူတက်မှုမိုင်းခွဲမှုဟိုဟာသူတို့ထော်လိုင်းကြီးကုန်းကိုဝင်ပြောင်းမှာတနက်နဲ့ဝင်ပစ်တဲ့အမှုလက်ပစ်ပုံးနဲ့ပစ်တဲ့အမှုနောက်ထပ်လူတက်မှုတိုက်ပွဲဝင်တဲ့အမှုတွေစုံပါပဲကျွန်တော်ကျွန်တော်အနေနဲ့အစွဲခံထားတာဟိုမြို့ထဲမှာလှုပ်ထားတဲ့အရာတွေအကုန်လုံးပါပဲ 2024ငါးလပိုင်း26 28ရက်နေ့ကတမှုအတူတယ်26ရက်နေ့လား28ရက်နေ့လားမသိဘူးအဲအဲတုန်းကတမှုကြာတယ်အဲ့ဒါကတော့ခရိုင်ရုံးမှာကြာခဲ့လားဗျခရိုင်ရုံးမှာကြာခဲ့တာဟွာပေါ့နှစ်20ကြာခဲ့တယ်မြို့နယ်ရုံးမှာ6လပိုင်းပေါ့2024 6လပိုင်းအဲ့ဒါကတော့ရက်ကတိတိကျကျမသိဘူးဟိုအော်အဲ့ဒါကတော့10နှစ်ပေါ့အဲ့ဒါပြီးတော့ကျွန်တော်ထောင်းတဲ့နှစ်30နဲ့ထပ်ပြီးတော့မှာ အကွေးတောင်းစီထောင်းပို့လိုက်တယ်နောက်တမှုက2024စနက်လာပိုင်းစနက်လာပိုင်း29ရက်နေ့လောက်အမိန့်ကြရယ်အမိန့်ကြတဲ့အချိန်မှာ42နှစ်ထပ်တိုးသွားတယ်အဲ့တော့အဲ့3ခုပေါင်းလိုက်တော့82နှစ်ဖြစ်သွားတယ်82နှစ်ဖြစ်သွားပြီးတော့မှကျွန်တော်ဟိုထောင်းပြန်ပို့လိုက်တယ်ဗျ80နှစ်မှာ2နှစ်နဲ့ကျွန်တော်ထောင်းထပ်ပြန်သွားတယ်ထပ်ပြန်သွားပြီးတော့အခုနောက်တစ်တုပ်အခုတစ်တုပ်က2025 ကုလားပိုင်းထဲမှာထုတ်လာတယ်ပြကျွန်တော်ထုတ်လာပြီးတော့ဆယ်လာပိုင်းထဲမှာကြာတာ ਨੇ တူတယ်အဲ့ဒါကြတော့ဟိုတိတ်တော့မမှတ်မိလိုက်ဘူးကြာတဲ့အမှုက82နှစ်ပြဟွန်း sorry 94နှစ်ပြောတာငါးမှုလုံးဆွဲတယ်တဲ့ငါးမှုလုံးတပြိုင်တည်းချမယ်ပေါ့အဲ့လိုပြောပြီးတော့တမှုကကြတော့ဒီကျွန်တော်နဲ့အမှုတွဲတယောက်ပါနေသည့်အတွက်စာတမှုကိုခြံထားလိုက်ရဲ့သူတို့ခြံထားပြီးတော့မှခြားလိုက်တဲ့အမှုက ဟိုစောစောက90နှစ်နဲ့ပေါင်းလိုက်လို့ရှင်166နှစ်ပဲဗျာ2025စက်တလပိုင်း9ရက်နေ့မှာအဲဒီကျွန်တော်နဲ့အမှုတွေတယောက်ရဲ့ဟိုအမှုပေါ့အဲအမှုဖြားလိုက်တယ်ကျွန်တော်နောက်ထပ်ထပ်ပြီးတော့မှလူတတ်မှုကြံနေတယ်ဆိုတော့မှသူထပ်ဆွဲတယ်အဲဒီသူတို့ထပ်ဆွဲတဲ့အချိန်မှာ18ရက်နေ့ပေါ့မင်းချမယ်တဲ့ခု2025 17လပိုင်း18ရက်နေ့ကိုအမိန်ချမယ်ပေါ့ဒီအမှုနောက်ဆုံးပိတ်အပြတ်ပေါ့အဲအမိန်ချတဲ့အချိန်မှာကျွန်တော်အကုန်ဟိုအဲအမိန်ရောဒီအရင်ချထားတဲ့နှစ်တင်နေရောပေါင်းလိုက်တော့220နဲ့မှာ3နှစ်ထိထိတိတိအကြခံလိုက်ရတယ်ပေါ့ကျွန်တော်ဟိုဆွဲလမြအမှုတွေအကုန်လုံးခရိုင်တရားရုံးမှာပဲဆွဲရပြအခုဟိုပါပေါ့2024 6လပိုင်းထဲမှာ10နှစ်ချလိုက်တဲ့အမှုကတော့မြို့နယ်တရားရုံးမှာချလိုက်တာ အိုက်တမှုဒါလရင်မြို့နယ်တရားရုံးမှာချရတယ်။ကျန်တဲ့အမှုတွေအကုန်လုံးကခရိုင်တရားရုံးမှာချရတယ်။နောက်ပြီးတော့တရားသူကြီးတွေပြောင်းပြတယ်။တမှုပြီးလိုက်တရားသူကြီးပြောင်းလိုက်တမှုပြီးလိုက်တရားသူကြီးပြောင်းလိုက်အဲ့လိုမျိုးပြောင်းပြီးတော့လဲချတာဗျ။သူတို့ကအ мян ဆွဲတာအ мян ဆွဲပြီးတော့အ мян ချတာဗျ။တမှုဆိုလို့ရှင်ဟိုဟာအများဆုံး3ချိန်ပေါ့။နောက်ဆုံးပိတ်အမှုအရင်အမှုလေးမှုချလိုက်တဲ့အမှုကတော့တော်တော်ဆိုးသွားတယ်ဟိုကျွန်တော်အနေနဲ့ခေါင်းထဲကိုသွေးတွေတောင်စောင့်တိုးတက်သွားလေးတာ။ အမှုလေးမှုရင်ဆိုင်ပြီးတော့166နဲ့ပေါ့နော်166နဲ့ညင်နေတယ်ညင်နေပြီးတော့မှနောက်ထပ်တမှုက22နှစ်ထက်ကြမယ်ဆိုတာသိရလေသိရဟိုတငယ်ချင်းနဲ့အတူတူကြံနေတဲ့အမှုပေါ့ဗျာအမှုရဲမှုက22နှစ်ကြမယ်ဆိုတာလေကိုကသိနေပြီဘာလို့လဲဆိုတော့သူတို့ချတဲ့ပုံမှားတွေသူတို့ဆွဲတဲ့ပုံမှားတွေအကုန်လုံးကအကုန်လုံးအပြည့်ရင်းနဲ့ပဲသူတို့ချချတာဗျာချတာသူတို့အနေနဲ့ရှော့ပြီးလို့လည်းမရဘူးတိုးပြီးလို့လည်းမရဘူးဗောဟုတ်သည်ဖြစ်စေမဟုတ်သည်ဖြစ်စေ ဒီဆွဲထားတဲ့အမှုတွေကိုအပြစ်ချအောင်မာသူတို့တာမယ်ပေါ့အဲသူတို့လည်းပြောတယ်ကျွန်တော်ရှေ့တင်ပဲတရားသူကြီးအနေနဲ့ပြောတယ်နင်တို့ကလည်းဖြစ်သမျှအမှုပေါ့ဒီချောင်းညွတ်များမှာရှိသမျှအမှုတွေအကုန်လုံးကျွန်တော်တယောက်တည်းကိုဆွဲတယ်ပေါ့ဆွဲနေရပေါ့ဟိုမရရအောင်လည်းအမှုတွေခွဲပြီးတော့မှဒီကလေးကိုတရားအောင်တန်နေရပေါ့တရားဆက်ဆက်ဒီလိုမျိုးလောက်လောက်ကြတယ်ဆိုတော့မှလည်းတရားသူကြီးအနေနဲ့ကျွန်တော်ရှေ့တင်ဟိုဒီအမှုတွေရှေ့မှာပြောရတာတော့အားနာပါတယ်တဲ့ အဲ့လိုမျိုးအထိတရားသူကြီးရဆစိတ်တူတာဗောဟိုအဲ့လောက်ကြီးဆွဲရမလားဆိုတော့မဟုတ်ဘဲနဲ့လဲဆွဲဟုတ်လဲဆွဲအဲ့လိုမျိုးတွေဆွဲထားတာဗျဟိုသူတို့ရဲတွေအနေနဲ့ကလည်းကျွန်တော်ဟိုမကြိုက်ဘူးဗောဗျာမကြေနပ်ဘူးကျွန်တော်အနေနဲ့ကလည်းရဲတွေနဲ့တင်းတင်းမြတ်မြတ်မနေနိုင်ဘူးလေကျွန်တော်ဟိုထောင်မကျိုးဘူးလို့ထင်တာဗောထင်ပြီးတော့မှလည်းမလွတ်စရာဘူးဗောနင်းတသက်ပဲတော့မှမလွတ်ဘူးဆိုတော့ဟိုစင်ခေါ်မှုတွေနဲ့စင်ခေါ်သွားတဲ့ရဲမိတွေလည်းရှိတယ်ဗျာ ခေါင်းထဲမှာကနေဒီသူတို့ပြန်ပို့တဲ့အချိန်မှာအခုအနေနဲ့အာတင်းထားတာပေါ့နောက်ထပ်အမှုတွေရှိသေးရဲ့ဆိုတာလည်းသိနေရတဲ့အတွက်ဟောနောက်ထပ်ထက်ကြရင်ဘယ်လောက်ကြမှာတော့အလုံးစုံကြမှာ150ဆိုတော့ဟိုခန်းစားကြတဲ့ပေါ့ဒီအာမွေးထားတာပေါ့ဗျာမခန်းစားအောင်လို့မလို့အာမွေးပြီးတော့ကိုယ့်သူကိုအကုန်လုံးပေါင်းမှာ150လောက်ပဲကြမှာပါကွာဘာမှမဖြစ်ပါဘူးပေါ့ဒီလောက်တော့ငါနေနိုင်ရမှာပေါ့ဆိုအာမွေးကြတယ်ဒါပေမဲ့ကျွန်တော်တွေးထားတာတွေးထားတဲ့နှစ်တည်းနဲ့ဆိုလို့ရှိရင် တော်တော်ကြီးကိုကွာကွာသွားတဲ့အတွက်ကြောင့်ကျွန်တော်ဟိုတော်တော်လေးလဲခံစားလိုက်ရတယ်ခံစားရတာထဲကျွန်တော်ကသွေးပေါင်ကြားတဲ့သူတယောက်ကိုဟိုတိုက်ပွဲပါညာသွားရင်တော့မှတိုက်ပွဲမသွားခင်ကိုကျွန်တော်ဟိုအကျော်စီပါညာလွတ်ပြီးမှကျွန်တော်တိုက်ပွဲသွားရတာဟိုအဲ့လိုမျိုးသူတယောက်ဆိုတော့ဒီအမင်းချလိုက်တဲ့အချိန်မှာဘလောက်ထိခံစားလိုက်ရလဲဘလောက်ထိဖြစ်သွားလဲဆိုကျွန်တော်သွေးရီစောင့်တိုးလာပြီးတော့လူကမူးချလာတာ မူးချလာပြီးတော့မှအဲ့မှာအောက်ပြန်ဆင်းတယ်အောက်ပြန်ဆင်းဆင်းပြီးတော့မှအဲ့ဘာမှပြူရရရဲဆိုကိုယ်သူကိုထိန်တာအကယ်၍သူတို့ရှိမှမှာဟိုမူးတာမျိုးမိုက်တာမျိုးညနာပြတ်သွားတာမျိုးဆိုလို့ရှင်ဟိုကျွန်တော်တို့ PDF တွေဒေါ်လာရင်းသမားတွေအနေနဲ့သိခကြရဲဆိုတော့ခံစားချက်ကြည့်ပေါ့အဲ့ခံစားချက်ကိုလုံးဝအဖြစ်မခံနိုင်တဲ့အတွက်ကျွန်တော်အားမွေးခဲ့တယ်ပြုံပြုံလေးနဲ့ပဲသူတို့ချတဲ့အမိန့်ကိုကျွန်တော်ခံယူခဲ့တယ် ံယူခဲ့ဟိုကျွန်တော်မိဘကလည်းရေစကြိုကနေလာတဲ့အချိန်ဆိုတော့မိဘကိုတော့ကျွန်တော် short ပေါ့ပြီးတော့ပြောရတယ်ဟာဘာမှမဖြစ်ဘူးဘာမှဘာနဲ့မှကြာတာမဟုတ်ဘူးဘယ်နဲ့မှမရှိဘူးပေါ့အခုထပ်တူတာဟိုအမှုတွေအကုန်လုံးလည်းပျောက်ပျောက်ဟို short ပေးလိုက်တာပေါ့ short ပေးထားတာအခုနောက်ထပ်10နှစ်လောက်ပဲတိုးတယ်ပေါ့အဲ့လိုလေးပဲဟိုမိဘကိုတော့လိန်ထားရတာပေါ့ နှစ်ကြိမ်မြောက်နှစ်30နဲ့ရင်ထောင်ပို့လိုက်တယ်ဗျအဓိကတော့နိုင်ငံရေးအကျဉ်းသားကိုပို့ပြီးတော့မှရိုင်းနှက်တယ်ဗျရိုင်းနှက်တယ်ဟိုအပြစ်မရှိအပြစ်ရှာပြီးတော့မှဟိုအဲ့လိုရိုင်းနှက်နေရဗျထောင်ရောက်သွားတဲ့အချိန်မှာထောင်ဝါတာတွေရရောဒီသူတို့အစီတွေပေါ့ဗျာတစီနှစ်စီတွေရရောကျွန်တော်ဟေအောင်နဲ့မင်းကဘာဟိုနဲ့ပီဒီရလာတယ်အော်မဟုတ်ပါဘူးလို့ကျွန်တော်ဘာမှမဟုတ်ပါဘူးဟေအောင်အပေါ်တယ်မပြောနဲ့မင်းတိုက်ပွဲဝင်လာတဲ့ကောင်ဆိုတာ အကုန်သိရတယ်ပေါ့ဟောဟုတ်ကဲ့ပါလို့ကျွန်တော်အဲ့လိုပြောလိုက်ရပြောလိုက်တဲ့အချိန်မှာကျွန်တော်ဟိုသူတို့ထောင်ဝက်စုံဝက်ဖို့ရာအခန်းထဲကိုထည့်လိုက်တယ်ကျွန်တော်တရားထဲထည့်လိုက်တယ်ထည့်ပြီးတော့မှကျွန်တော်ရေးရဆက်ဆက်ပြန်ပြီးတော့ရိုက်တယ်နှက်တယ်ပြထောင်မှာလည်းရိုက်ခံရတယ်နှက်ခံရတယ်အဲ့အချိန်မှာကျွန်တော်စစ်ကြောရေးမှာခံခဲ့ရတဲ့တန်တွေနဲ့ထပ်ပြောမှကျွန်တော်အကျိုးတွေထပ်ဆွဲတယ်ပေါ့ဗျာအကျိုးတွေထပ်ဆွဲပြီးတော့မှကျွန်တော်အဲ့လိုဖြစ်တော့သူတို့ထပ်မရိုက်ရဲတော့ဗျာထပ်မရိုက်ရဲတော့ပဲနဲ့ ဒီထောင်ထဲမှာရှိတဲ့ဆေးဆရာပေါ့အကျဉ်းသားဆေးဆရာခေါ်တဲ့ပြီးတော့မှကျွန်တော်ဟိုအားစေးတွေရောအကုန်လုံးအကျော်စေးတွေထိုးပေးလိုက်ရတယ်ဗျခြေထောက်နဲ့လက်ကိုပေါ့ဗျာကားခိုင်းလာတာကားခိုင်းထားပြီးတော့မှဒီနန်ကြားတွေကိုထိုးတယ်ကြောကုန်းတွေကိုရိုက်တယ်ဒီကတော့နန်ကြားကိုထိုးတာပို့ဆိုးတယ်ဗျ။ထောင်ထဲမှာတော့ကျွန်တော်အနေနဲ့အိုက်တစ်ချိန်ပဲရိုက်ခံခဲ့ရတာဗျ။ဒါပေမဲ့ဟိုချာအကျဉ်းသားတွေဟိုတော့ တော်တော်ရိုက်တာတွေကျွန်တော်တွေ့ခဲ့တယ်မြင်ခဲ့တယ်ခုဘလောက်ထိဆိုးလဲဆိုလို့ရှင်သူတို့ရိုင်းနှမ်းမှုကြောင့်မလို့တည်သွားတဲ့ကျွန်တော်နိုင်ငံရဲ့အချင်းသားလည်းရှိတယ်အကောင်ပကတိကြီးကနေပြီးတော့မှသူတို့ခေါ်ထုတ်သွားပြီးတော့မှဒီမိန်ကြီးဆိုတဲ့နေရာကိုခေါ်ထုတ်သွားတယ်ခေါ်ထုတ်သွားပြီးတော့မှရိုက်တာဗျအဲရိုက်တဲ့အချိန်မှာသူတို့လက်လုံပြီးတော့မှရဲဘော်အနေနဲ့ဆုံသွားတယ်ဆုံသွားရဲ့သူကတော့ဟိုပါတော့သူစာတိကတော့အန္တလီရ အခုလဲထောင်ထဲမှာလဲရှိပါတယ်ထောင်ထဲမှာအခုသူတို့ရိုက်ထားတဲ့သူတွေပေါ့ဒီဖင်းတုံးလေးပုတ်လို့မလို့အตาအစားထိုးကြောင်မှာထဲထားရတဲ့သူတွေအများကြီးပါလက်ကျိုးတဲ့သူတွေရောဒီသူတို့တုတ်တင်နေဟိုနံပါတ်တုတ်တင်နေရိုက်တယ်နောက်ပြီးတော့စတိကျိုးတွေနဲ့ရိုက်တယ်ဗျထောင်ထဲမှာအဲဒီ main ကြီးမှာဆိုလို့ရှိရင်သူတို့စတိကျိုးကို၃ပင်လိန်ကျိုးတို့၂ပင်လိန်ကျိုးတို့နံပါတ်တုတ်တို့အဲအရာတွေကိုတီးဆန့်အောင်သူတို့ကျွန်တော်တို့ရိုက်ဖို့ရအတွက်ပြည်စံလောက်ထားရကြ အပြင်ကိုပေါက်သွားမှာပေါ့ဒီတကင်းတက်ပြီးတော့မှပေါက်သွားမှာကြောက်တယ်စိုးရင်ရတယ်စိုးရင်ပြီးတော့မှဒီအကျဉ်းသားတွေကိုပိုးပြီးတော့ဖိနှိပ်တယ်ပေါ့ဒီတကင်းကိုမပေါက်ဖို့ရာအတွက်အပြင်ကိုမပြောဖို့ရာအတွက်ဖိနှိပ်တယ်ဟိုစကြောကြီးမှာရိုက်ခန်းရတဲ့စကြောကြီးမှာတော့ရိုက်ခန်းရတာပေါ့ရေရဆဆရိုက်ခန်းခဲ့ရတယ်တွေးလန့်တာမျိုးဘာမျိုးဖြစ်လာတယ်ဖြစ်လာတယ်လမ်းမဲ့ထောင်မှာရောက်တယ်ထောင်မှာရောက်သွားတဲ့အချိန်တိုက်ပိတ်ခန်းရတယ်ဟိုရိုက်တယ်ပေါ့နောက်ပြီးတော့နှစ်များတော့82နှစ်ကြာပြီးတော့ကျွန်တော်တိုက်ပိတ်သွားတယ် လိုက်ပိတ်တဲ့အချိန်မှာဘလောက်ထိဟိုကိုစိတ်ကိုထိန်းချုပ်ရလဲဆိုလို့ရှင်ရင်ညာဘက်တို့နေဘက်တို့ပေါ့အဓိကတော့ညာဘက်ဆိုပို့ဆိုတာပေါ့ဟိုတိုက်ခန်းလေးတည်တည်လေးထဲမှာပင်ကြောင်အော်တန်လေးနဲ့ပင်ကြောင်ပင်ကြောင်အော်လိုက်ကြည့်စရာဆိုလို့ဒါမရှိတာ哦အာမမမရှိတာဒီပင်ကြောင်လေးကြည့်ပြီးတော့သူအော်တဲ့အတန်လေးနဲ့ခံစားနေရတယ်။အော်ကြားလာပြီဆိုလို့ရှိရင်ကားလေးတချို့ညာမျိုးဆိုပင်ကြောင်ကလည်းမရှိဘူး။ ဘာမှလည်းမရှိဘာတန်ကြရတော့ဆိုအိန်နာအိန်နာဟိုရေဖဲရနေပြီးတော့မှခြေပေါက်ကြတန်လေးတွေပေါက်ပေါက်ဆိုတဲ့အတန်လေးတွေနားထဲမှာကြားလာရတယ်မတအားဘယ်ဟိုလွမ်းလို့ဘယ်ဟိုဆွေးရမယ်ဆိုတာလဲဟိုမသိဘူးပေါ့ဗျာတအားကိုယူချင်ပါတယ်ကျွန်တော်တို့နိုင်ငံကြီးအကျဉ်းသားတွေကိုစေဝါစခုမပေးဘူးဗျခုမပေးဘူးဆိုဒီ လူနေလူများတော့ကြတော့ထောင်ထဲမှာဆိုလို့ရှိရင်အခုကျွန်တော်တို့ရာနာတို့ဘာလို့ပေါ့နော်အတိကပေါက်တဲ့နေရာကိုအတိကပေါက်တာပါပဲအဲ့နေရာတွေမှာကျမရင်မကောင်းလို့ရှိရင်လည်းသူတို့စေးုံစေးကန်ကိုသွားပြခွင့်မရှိဘူးပြတော်တော်ခက်ခဲတယ်နောက်ပြကြလဲသွားပြလို့ရှိရင်လည်းစေးဆိုတာကိုဟို အပြည့်အဝမပေးဘူးတစ်လုံးနှလုံးပဲဒါမိုင်းကုန်ပဲ တွားလိုက်ပြီဆိုလို့ရှင်လဲဘာဖြစ်ဖြစ်တက်စတိုပဲဒီတက်စတိုပဲပေးနေတာတက်စတိုဆိုလို့ရှင်လဲနှလုံးသုံးလုံးပေါ့ဒီလောက်ပဲပေးတာဗျတော်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 ဆိုပြီးနောက်ဆုံးအခြေအနေကျမှသူတို့ခေါ်ထုတ်သွားတယ်အဲ့လိုနောက်ဆုံးအခြေအနေကျမှသူတို့ခေါ်ထုတ်သွားတော့ဘလို့မှမမီတော့ဘူးဗျာဟိုလမ်းနဲ့တေးသွားတဲ့သူတွေရှိရယ်ဗျာအခုထောင်ထဲမှာဆိုလို့ရှင်သူတို့တိုက်ပိတ်ဟိုအခန်းတွေကိုပိတ်ထားရအောင်တွေကိုပိတ်ထားတယ်တိုက်တွေလည်းပိတ်ထားတယ်အဲ့အတွက်ကြောင့်အခုတချို့ဆိုလို့ရှင် ခြိသွားရဲ့သူတွေအများကြီးရှိရဗျာခြိသွားရဲ့လမ်းလည်းမလျှောက်နိုင်တော့ဘူးလူကြီးကဖောရောင်းပြီးတော့မှလုံးလုံးဘာမှမလုပ်နိုင်တော့တဲ့သူတွေလည်းရှိအများကြီးပဲဒါကတော့ကျွန်တော်ကိုယ်တိုင်လက်တွေ့ကြုံကြုံတွေ့ခဲ့ရတာမို့လို့ကျွန်တော်အနေနဲ့ပြောပြတာပါဗျာတလေးဆန်တကောင်လိုပဲထားတာဗျာပဲရာဝဲဖြစ်ဖြစ်တလေးဆန်တကောင်လိုပဲထားရအောင်ပြတော့စားတော့တာစပါတော့ဒီ 一个中月的哇，金大元的一个中月房价三点三比多少钱？第一个中月，我打了包包边，像比方来说，打了包吃的嘞，把老体收下来是六千，他他妈他买了过后，我打嘞打到钱来呀，这地么么了，毛不不，我来那些啥东西。东西啥不那种不，俺拢有找到新标嘛，新料出来的，新料出来的，新料出来标嘛，那必须出来的，那必须出来标嘛，必须做的。 အပိဇော်တွေကတာအနန်ထောင်းပြောမှာအဲ့တော့ဘူဆိုးတာကိုရဲဘောဟိုကိုအကျဉ်းသားတွေကလည်းဒီရာနာပေါက်တဲ့အကျဉ်းသားတွေရှိရယ်ဗျာအဲ့လိုမျိုးတွေရဲ့အတွက်ကြာပိုဆိုးတယ်ဗျာဟိုကောင်းကောင်းမွန်မွန်အနေနဲ့ဘာဆိုဘာမှလုတ်ပေးတာမရှိဘူးဗျာကျွန်တော်တို့အကျဉ်းသားရင်းနဲ့စားတော့ရတာလဲအဆင်မပြေဘူးအကျဉ်းရင်းအနေနဲ့လည်းသူတို့ဟိုလမ်းလျှောက်ခွင့်ပါညာလဲကောင်းကောင်းမပြေဘူးဟိုတဏီကုံမှနိုင်ဝက်ပဲပြေးဗျာ အဲ့တော့အကုန်လုံးကခြိနေအကုန်လည်းခြိနေကုန်ပြီးတော့လမ်းမလျှောက်နိုင်တဲ့သူတွေမလျှောက်နိုင်တော့ဘူးဒီမလျှောက်နိုင်တဲ့အတွက်ဆေးကန်းသွားပြောလဲဆေးကန်းမှာဟိုဟာဆေးဝါးမရှိဘူးဒိုက်ဂလိုပဲဘာမှမဆိုင်လဲဒိုက်ဂလိုပဲနေမကောင်းလဲဒိုက်ဂလိုပဲဟိုအစာရင်ဖြစ်လဲဒိုက်ဂလိုပဲဒီဒိုက်ဂလိုရဖို့အရေးတော်မှမနေကြီးအခက်တွေ့ခဲ့တယ်ဗျဟိုသူတို့တရားဝိတရားကိုကျွန်တော်ဒီလိုလုပ်ပြီးပေါ့ကျွန်တော်ဒီလိုနေမကောင်းလို့ပါဆိုပြီးတော့ပြောတာတောင်မှခုနှစ်ခါပြောမ တခါလောက်ပဲကျွန်တော်တို့စေကံကိုပို့ပေးတယ်ဒါလည်းဟိုအပြင်စေကံကိုမဟုတ်ဘူးအတွင်စေကံပေါ့နော်စေဝါလုံလောက်မှုလည်းမရှိဘူးတို့အနေနဲ့ဝယ်လဲဝယ်မထားဘူးဘာပဲဖြစ်နေဖြစ်နေဟိုအကျဉ်းသားတယောက်အနေနဲ့ဘာတွေပဲဖြစ်နေဖြစ်နေနေမကောင်းလဲဒိုက်ကလိုပဲရာနာပေါက်လဲဒိုက်ကလိုပဲဟိုဘာကြီးဖြစ်ဖြစ်ဗျာဒီဒိုက်ကလိုကလွဲရင်ဘာမှမရှိဘူးဗျာဒိုက်ကလိုတော့မှအခုနောက်ပိုင်းမှာအခုကျွန်တော်ဒီအခုရုံးထုတ်လာမဲ့အချိန်မှာဒိုက်ကလိုတော့မှတို့မရှိတော့ဘူးဗျာ တော့ရဲဘော်တယောက်ကိုဒီအကျဉ်းသားအခွင့်ရေးတောင်းရမလားဆိုတော့မှခြေချင်းငါးခွင့်ခတ်တယ်ဗျခြေချင်းပေါ့တကွင်းကိုတပည့်တခွဲလောက်ရှိမယ်အဲ့ဒါကိုငါးခွင့်ခတ်ပြီးတော့မှလမ်းလျှောက်ခိုင်းတာထိုင်လည်းမနေရဘူးလမ်းလျှောက်တတက်ကိုအဲ့လိုမျိုးနှိပ်ဆက်တာပေါ့မျိုးလုံးလေးနဲ့ဆွေကြည့်လိုက်တာမျိုးတို့ဗာမျိုးတို့ဆိုလို့ရှိရင်လည်းသူတို့မြင်တာနဲ့မကျေနပ်တော့ဘူးဆိုတခါလေအေးအောင်မင်းလာထွက်ခဲ့ဆိုပြီးတော့မှဟိုတော့ဖွင့်ပြီးတော့မှအဲ့တယောက်ကိုခေါ်ထုတ်သွားခေါ်ထုတ်သွားပြီးတော့မှ ဘင်းကြီးကိုခေါ်သွားတယ်ခေါ်သွားပြီးတော့မှသူတို့နှိပ်ဆက်တယ်ဟိုစတိစတိဂျိုးတွေနဲ့ပေါ့စတိဂျိုးကိုမှကြည့်ထားတာသူတို့ကကြည့်ထားပြီးတော့မှအဲဂျိုးတွေနဲ့ရိုက်တယ်ရိုက်ပြီးတော့ဒီတန်ရာလေးဟိုပြန်ပို့လိုက်လို့ရှင်သူတို့ရိုက်နှက်ထားတဲ့တန်ရာလေးကိုတွေ့မှာကြောက်တော့မလို့တိုက်ထဲကိုအရင်ပိတ်လိုက်တယ်ပိတ်ပြီးမှ15ရက်အရက်20လောက်နေမှအပြင်ကိုဒီတန်ရာလေးပျောက်သွားမှအပြင်ကိုထုတ်ပေးလိုက်တယ်ဒီတိုက်ထဲမှာပိတ်ထားတဲ့အချိန်မှလည်းဟိုကိုမိသားစုပေါ့ မိသားစုတွေကလာတဲ့ထောင်ဝင်စားကိုလည်းမကြွေးဘူးဗျသူတို့ကြွေးတဲ့ဟာနဲ့စားစားခြင်းစားမစားခြင်းနေအဲ့လိုမျိုးထိနေရဆက်ဆက်လုပ်နေပါလေဒီအမှုတွေအကုန်ရင်ဆိုင်ခိုင်းနေဗျာရဲချုပ်ကနေရင်ဆိုင်ခိုင်းနေရင်ဆိုင်လိုက်တဲ့အချိန်မှာ220နဲ့မှ3နှစ်နဲ့အမှုတွေအကုန်ပြီးပြတ်သွားတယ်အဲ့ပြီးပြတ်သွားပြီးထောင်ကိုကျွန်တော်ပြန်ပို့တယ်19ရက်နေမှာပြန်ပို့တဲ့အချိန်မှာကျွန်တော်အဖွဲ့အစည်းကြီးအနေနဲ့ဒီ ြောရမယ်ဆိုလို့ရှိရင်အတွင်းဖျက်သီးနဲ့ချိတ်ဆက်ရတယ်ချိတ်ဆက်ရနေတဲ့အတွက်ဒီကဒီကနဲ့လာမယ်ဘယ်နှယောက်ဘယ်နှယောက်ပါပါတယ်ပေါ့အဲ့လိုမျိုးထိဟိုချိတ်ဆက်ရခဲ့တယ်လှုပ်ပေးခဲ့တယ်လှုပ်ပေးခဲ့တော့ဒီဖျက်သီးကိုလည်းကျေးဇူးတင်ပါတယ်လို့ကိုကဒါပဲပြောနိုင်တာဖျက်သီးကလည်းကိုပြောပြထားတယ်ပေါ့မင်းပေးမမင်းအဖွဲစီရောက်နေပြီရှိနေပြီအားမဖြစ်တော့အဆင်ပြေသွားလိမ့်မယ်အကောင်လုံးအဆင်ပြေအောင်လုပ်နေတယ် င်အားရှိအောင်နေခမင်းကိုစားတော့ဟိုကိုအားရှိမှဖြစ်မှာပေါ့ဒီငါပြောတဲ့အကြောင်းအရာတွေကိုလည်းဘသူ့ကိုမှသွားမပြောဘူးငါဒီလိုချိတ်ဆက်ရတဲ့ဟာတွေကိုလည်းသူ့ကိုမှမပြောဘူးရတော့ကျွန်တော်ပိတ်ပင်ထားတယ်အဓိက target ကတော့ဟိုပါခရဲသီးပေါ့ဗျာခရဲသီးအနေနဲ့ကောင်းတဲ့အတွက်တော်တော်အားကိုးရတဲ့အတွက်ကျွန်တော်အခုလိုလုံမြောက်လာခြင်းဖြစ်တာပါ I got it. I got it. I got it. I'm a dude. Sir.